မင်္ဂလာပါခင်ဗျာကျွန်တော်အနေနဲ့ဘယ်လိုတွေဒီစီကျူသွေးကျူယောဂအကျိုးဆင့်မှာရှိနိုင်တယ်လဲเนาะနောက်တစ်ခါကိုယ်မှာစီကျူသွေးကျူယောဂအမျိုးအစားနှစ်ဖြစ်နိုင်ခြင်းရှိမရှိအဲ့ဒါတွေပြောရတဲ့အကြောင်းရင်းကစီကျူသွေးကျူယောဂလူတွေမှာမဖြစ်စေခြင်းလို့ပါစီကျူသွေးကျူယောဂဘာကြောင့်မဖြစ်စေခြင်းလဲဆိုစီကျူသွေးကျူယောဂဒီအဲကြောက်စရာအကောင်းဆုံးသောယောဂတွေမှာတစ်ခုအပါအဝင်ဖြစ်ပါတယ် အဲ့တော့စီးကျွတ်သွေးကျွတ်ယောဂဖြစ်ခဲ့လို့ဆိုရင်ဘာတွေဖြစ်မလဲပေါ့စီးကျွတ်သွေးကျွတ်ယောဂဖြစ်လို့ဆိုရင်အထူးဖြင့်သွေးထဲမှာသကြားဓာတ်တွေများတယ်လိုအပ်တာတွေပုံများနေတယ်ဆိုရင် तू ကနောက်ဆက်တွဲယောဂလို့ခေါ်တဲ့ complications တွေပေါ့ရှုပ်ထွေးမှုတွေပေါ့ယောဂနောက်တွဲမှုတွေဖြစ်နိုင်တယ်ပေါ့အဲ့တော့မှားလေအောင်လို့ပြောလို့ဆိုရင်ကျွန်တော်သွေးကြောသေးသေးတွေဖြစ်တဲ့ယောဂ၃ခုရှိတယ်သွေးကြောအကြီးတွေဖြစ်တဲ့ယောဂ၃ခုရှိတယ်ပေါ့အဲ့တော့သွေးကြောအသေးလေးတွေမှာဆိုတာကျွန်တော်က မိုက်ခရိုစကုပ်နဲ့ကြည့်မှမြင်ရတဲ့သွေးကြောလေးတွေကိုထိတာအဲ့တော့နံပါတ်1ကကျွန်တော်မျက်စိပေါ့မျက်စိရဲ့အနောက်အမြင်လွှာမှာရှိတဲ့သွေးကြောကိုကျွန်တော်မှန်ဘလူးနဲ့ကြည့်ရတယ်အဲ့ဒါမှမြင်တယ်အဲ့တော့သွေးကြောများပြီဆိုရင်ကျွန်တော်က retinopathy လို့ပြောတယ်မျက်စိကြောရဲ့အနောက်ကအမြင်လွှာပေါ့အမြင်လွှာရှိတဲ့သွေးကြောလေးတွေထုံးလာတယ်သွေးကြောလေးတွေပေါက်သွားတယ်အဲ့တော့သွေးကြောအမြင်လွှာကွာထွက်သွားတယ်အဲ့တော့သွေးကြောအမြင်မျက်စိအမြင်ဆက်ခုအမြင် သွားတယ်စက္ကူမြင်ဆုံးရှုံးသွားခြင်းဖြစ်တယ်ပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကအထဲကိုမျက်စိတက်ဆေးထုတ်ရတယ်ဒါမှမဟုတ်လေဆာပြစ်ရတယ်အဲ့ဒါဒီထပ်ပြီးတော့ယောဂမတူအောင်ကာကွယ်ခြင်းတန်လင်းဖြစ်တယ်အဲ့စရမျက်စိအမြင်ထိခိုက်ထားခြင်းကိုပြန်မပြောက်စေတော့ဘူးအဲ့ကြောင့်အစတည်းကမဖြစ်အောင်ကုရာကောင်းဆုံးအဲ့တော့နံပါတ်1 retinopathy မျက်နှွေးမျက်စိအမြင်လွာထိခိုက်ခြင်းနံပါတ်2ကတော့ကြောက်ကကြောက်ကမရှိတဲ့သွေးကြောများသည့်တိတိလေးတွေပဲဖြစ်တယ် ကြောက်ကကူလဲကျွန်တော် microscope နဲ့ကြည့်မှမြင်ရတယ် glomerulus လို့ခေါ်တဲ့နော်သွေးကြောအသေးလေးတွေအဲ့ဒီကနေပြီးတော့နှလုံးကလာတဲ့သွေးတွေကအဲ့ဒါဖြတ်တန်းသွားပြီးတော့မှ C ဆိုတာဖြစ်လာတာအဲ့တော့သွေးကြောဓာတ်ထိပြီဆိုရင်အဲ့ glomerulus နဲ့သူ့နောက်ကသွားတဲ့ renal tube ဈေးစီအဲ့ဒီမှာရှိတဲ့သွေးကြောတွေကအရင်ဆုံးစပြီးတော့ထိခိုက်တယ်အဲ့ကြောင့်မဘာဖြစ်လဲဆိုစည်းကြိုကြောင့်မလို့ကြောက်ကကိုထိခိုက်ခြင်းကို nephropathy လို့ခေါ်တယ်ဒါထိခိုက်ခြင်းပေါ့ အနိကရင်းနဲ့ဆိုးစပူဆိုးပြီးတော့ကြောက်ကရဲ့လှုပ်ဆောင်မှု function ပေါ့ကျလာပြီဆိုရင်တော့ CKD ပေါ့ chronic kidney disease လို့ကျွန်တော်ခေါ်တယ်အဲ့ဒါလည်းအဆင့်နေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အသေးစိတ်မပြောတော့ဘူးနောက်ကြုံလာတော့မှကျွန်တော်ပြောပါမယ်ကြောက်ကကိုထိခိုက်နိုင်တယ်နော်စီးတွေနေသွားနိုင်တယ်ခြေထောက်တွေရောင်နိုင်တယ်ခြေထောက်တွေရောင်နိုင်တယ်မောနိုင်တယ်နောက်ပြီးတော့သွေးရည်နေတယ်အကြမ်းမြင့်တူကြောက်ကယောဂရဲ့လက္ခဏာကြီးပေါ်လာနေတယ်နံပါတ်3ကတော့ဘာလဲဆိုတော့ခြေတွေလက်တွေမှာသွားတဲ့ အာယုံကြောတွေပေါ့ထီတယ်တီတယ်ပူတယ်အေးတယ်တီတယ်အာယုံကြောအဲ့အာယုံကြောတွေဆိုသွားတဲ့သူကြောလေးတွေတိတိလေးပဲမိုက်ခရိုစကုပ်နဲ့ကြည့်မှနော်အဲ့တော့အဲ့မှာရှိတဲ့သူကြောလေးတွေထိခဲ့လို့ဆိုရင်အာယုံကြောတွေကကောင်းကောင်းလုံးမလို့တော့ဘူးအဲ့ခါကျတော့ဆိုရင်ခြေထောက်တွေကထုံတယ်ကျင်တယ်ပူတယ်တခုနင်းလိုက်လို့ဆိုရင်အောက်မှာတခုခုကြီးကတ်ထားသလိုကန်စားနေရတယ်ညကျရင်ယူနစ်ပူကြီးလောင်းထားသလိုခြေထောက်ကျက်ပူပြီးတော့တညာလုံးဆစ်ဆင်းရဲသွားတဲ့အိတ်နေရတယ်အဲ့ဒါကို neuropathy လို့ခေါ်တယ်အာယုံကြောယောဂတွေဖြစ်နိုင်ပါတယ်ပေါ့ ဒါသူကျော်အသေးသေးတွေဖြစ်တာသူကျော်အကြီးတွေမှထိတဲ့ယောဂသူကျော်ကြီးတွေထိတဲ့ယောဂစင်တော့လွယ်အောင်ပြောရင်တော့လယ်ပင်းရင်တင်ဦးနှောက်ကိုသွားတဲ့သူကျော်ကြီးတွေပေါ့အဲ့ဒါတော့ကျွန်တော်လယ်ပင်းကိုကျွန်တော်ခွဲကြည့်လိုက်ဆိုသူကျော်ဆိုတာမန်ဘလူးမလူးပဲနဲ့မြင်ရတယ်အဲ့ဒီသူကျော်ကြီးတွေမှာပိတ်ခဲ့လို့ဆိုရင်ကျွန်တော်ဦးနှောက်ကိုသွားတဲ့သူကျော်မှာသွားပိတ်နိုင်တယ်အဲ့ဒါဆိုရင်ကိုတချမ်းဖြတ်သွားတယ်လေတချမ်းဖြတ်သွားတယ်လေဖြတ်တယ်ပေါ့လွယ်ကူပြောရင်သူကျော်ပိတ်တဲ့ယောဂနဲ့လေဖြတ်ခြင်းယောဂဖြစ်နိုင်ပါတယ်ကိုတချမ်းတည်သွားနိုင်တယ်လူလည်းအသက်တည်နိုင်တယ် လူရဲ့အဲလူစင်မမီချင်းနဲ့ဖြစ်သွားနိုင်တယ်ပေါ့ disable ဖြစ်သွားနိုင်တယ်ပေါ့ဒုတိယတော့နှလုံးပေါ့နှလုံးမှာရှိတဲ့သူကြောတွေကကျွန်တော်ကနှလုံးခွဲလိုက်တယ်ဆိုဒီတိုင်းပဲ membrane မကြည့်ဘဲနဲ့မရှိဘဲနဲ့ကျွန်တော်မြင်ရတယ် macrovascular ပေါ့သွေးကြောကြီးတွေအဲ့ဒီသွေးကြောကြီးတွေမှာလည်းသွေးကြောကျင်းတဲ့ယောဂါဖြစ်တယ်အဲအကြောင်းမလို့လှုပ်ရှားရင်မောတယ်နှလုံးခုန်တာတွေမမှန်ဘူးညရလို့ဆိုရင်မောလို့ထထိုင်ရတယ်ခီးဝေးသွားမသွားနိုင်ဘူးအဲ့တော့ကျွန်တော်နှလုံးသွေးကြောကျင်းသောယောဂါပေါ့ coronary artery disease ဆိုတဲ့ ယောဂါတွေမျိုးစုံဖြစ်နိုင်ပါတယ်။နံပါတ်3เนาะသူကျော်ကြီးတွေထိပြီးတော့နှစ်တက်ဖြစ်တာပါလေဆိုခြေထောက်တွေမှာသွားတယ်လက်တွေမှာသွားတယ်သူကျော်ကြီးကအကြီးကြီးတွေပဲအဲ့သူကျော်တွေပြေးလို့ရှိရင်ခြေထောက်လက်အထူးဖြင့်ခြေထောက်မှာသွားတဲ့သူကျော်ပိတ်တဲ့ယောဂါဖြစ်တတ်တယ်။ peripheral arterial diseases လို့ခေါ်တယ်။အဲ့ဒါဆိုရင်ကျွန်တော်လမ်းဝေဝေးမလျှောက်နိုင်ဘူး။ဂိုင်90လောက်လျှောက်လို့ရှိရင်ကျွတ်သွန်းလို့ကျက်တီတက်လာတယ်ညပိတ်လို့ဆိုရင်ကျက်တီတက်တယ်ခိုင်ခိုင်စရာလျှောက်ဆိုကျက်တက်တယ်ထိုင်ပြီးနားလိုက်ရင်ပျောက်သွားတယ်ပြန်ပြီးလမ်းလျှောက်ပြန်တက်တယ် perfect RDR disease ဖြစ်တိုင်တယ်အဲ့ဒါဆိုရင်ဘာဖြစ်လာဆိုရင်ကျောက်တွေကနှောက်ကြတော့သွေးလျှောက်တော့မမှန်တဲ့အတွက်ကြောင့်မို့ညူလာလေမဲလာလေပုတ်လာလေနောက်ဆုံးကျခြေထောက်ဖြတ်ပြရတဲ့အထိကိုဖြစ်နိုင်တယ်အဲ့တော့သွေးကြောသေးသေးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လူစင်မမိချင်းနေပို့ဖြစ်ပေါ်များတယ်เนาะသွေးကြောကြီးတွေထိတဲ့အတွက်ကြောင့်မို့အသက်အန္တရာယ်ဖြစ်ခြင်းတွေများနိုင်တယ်အဲ့ဒီယောဂါတွေအပြင်နောက်ထပ် ဒီကျွသွေးကြောယောဂမှာကြောက်စရာကောင်းတဲ့ယောဂတော့ပါလေဆိုခြေထောက်မှာအနာဖြစ်ခြင်းနော်အနာတွေဖြစ်ခဲ့လို့ရှိရင်အနာကျက်ခဲခြင်းတွေ့တော့မှခြေထောက်မှာအနာဖြစ်တဲ့ခြေထောက်မဲပုတ်ပြီးတော့ခြေထောက်ဖျားတဲ့ကြောင့်မို့ခြေထောက်လူစင်မမိခြင်းတွေအကုန်လုံးဖြစ်နိုင်ပါလေလို့နော်ကျွန်တော်အနေနဲ့ဒါအချင်းချင်းပေါ့ complication နောက်ဆက်တဲ့ယောဂမျိုးပြောပြချင်းဖြစ်တဲ့အဲကြောင့်စီကျွသွေးယောဂသည်မဖြစ်ခင်တဲ့အကကွယ်တာအကောင်းဆုံးဒီလိုတို့ယောဂဖြစ်ခဲ့ပြီဆိုရင်လေဒီနောက်ဆက်တဲ့ယောဂကြီးမြခိဖြစ်ခင်တဲ့ကနေကာကွယ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်လို့เนาะအားလုံးကျမ်းမှကျမ်းမှချမ်းသာကြပါစေ။